ားလုံးပဲမင်္ဂလာပါရေဝရှန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မီလာ28ရက်နေ့မှာတော့ကျွန်တော်တို့လူပေါင်းလူလောကမှာမရှိသင့်တော်တဲ့သူတွေအကြောင်းကိုကျွန်တော်တပြပေးပါမယ်ကျွန်တော်နိုင်ခြင်းတွေကျွန်တော်လူငယ်တွေကိုထောင်ထဲမှာအညိုကြီးစွာနဲ့နေ့စဉ်ညှဉ်းပန်းနှိပ်စက်နေတဲ့လူသက်မရင်းကောင် မင်းရာဇအကြောင်းကိုကျွန်တော်တင်ပြပေးပါမယ်။အင်းစိန်ထောင်ထဲမှာကျွန်တော်တို့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဒါခေါင်းစဉ်အမျိုးမျိုးနဲ့အချင်းချခံနေရတဲ့ကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ပြည်သူဘက်တော်သားတွေကိုပြည်သူဘက်ကယက်တီခဲ့တဲ့သူတွေကိုမရိမှုနဲ့ညှိမှန်းနှိပ်စက်မှုနဲ့လူသက်မှုတွေပါအပါအဝင် ြစ်မှုထင်ရှားလို့အပြစ်စီရင်ခြင်းခံနေရတဲ့အပြစ်ဒဏ်သင့်နေတဲ့မင်းအားဇာကညင်မနှိမ့်ဆက်နေတဲ့အကြောင်းသူဘလို့ညင်မနှိမ့်ဆက်ခဲ့လဲဆိုတာတွေကိုကြော်တင်ပြပေးပါမယ်အဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်မိဘတအူးချင်းစီတိုင်းကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ နိုင်ငံရေးလုပ်လို့ဤမျိုးစုံနဲ့အမှုတက်ဤမျိုးစုံနဲ့ခေါင်းစဉ်တက်အဖမ်းခံရတဲ့ကျွန်တော်တို့နိုင်ကျင်းတွေကို ပင်ထန်စွာပင်ပင်ထန်ထန်ညမနှိမ့်ဆက်နေတယ်သူညမနှိမ့်ဆက်တဲ့သူတွေအများစုဟာကျွန်တော်ဒီတော်လန်ရေးမှာပါဝင်ခဲ့တဲ့ကျွန်တော်တို့ရဲ့လူငယ်အများစုဖြစ်ပါတယ် အဲ့ဒီလူငယ်တွေကတူးဆိုရင်ရေးပေါ်ကုသခံနေရတဲ့အခြေအနေတိရောက်ရှိသွားပါတယ်ပုံမှန်တိုင်းဆိုဒီကောင်းနေအကြောင်းပြောစရာတော့ထွတ်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 မရှိဘူးသူကို၌က only တောင်းကင်လို့စပြီးတော့ဖြစ်တဲ့မရိမှု ူဘယ်အုံးသီးကိုတောင်းကင်လဲဆိုတာကိုတော့ကျွန်တော်ရဲ့မိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကြော့ညီကိုမောင်မတွေနားလည်မယ်လို့ကျွန်တော်ယူဆပါတယ်ပြီးတော့မဒိန်းမှုကိုအချိန်ချင်းကျုံအချိန်ချင်းကျူးလွန်ပြီးတော့အစစ်နဲ့ပတ်ပြီးတော့ရရဆက်ဆက်ညင်မှန်းနှိပ်စက်ခဲ့တဲ့ကောင်သူကျူးလွန်ခဲ့တဲ့သူအာရမချိန်ပန်များစွာကျင့်ခဲ့တဲ့ပြီးတော့သူရရဆက်ဆက်ညင်မှန်းနှိပ်စက်ခဲ့တဲ့ ကောင်မလေးကအသက်မပြည့်တဲ့အမျိုးသမီးငယ်လေးပါဆိုတော့ဒီအမှုကိုရှောင်ရှားဖို့အတွက်ထွက်ပြေးဖို့အတွက်တိုင်းနေဆက်အထိသူထွက်ပြေးလာခဲ့တယ်ဆိုတာကိုလည်းကျွန်တော်မိပါတယ်ပြန်ပြောင်းပြီးတော့မှတ်မိအောင်မထင်နဲ့ဟုတ်ကဲ့ပါမြောက်ရီမြို့တောင်ဘက်မိုင်30အကွာဖလူးလေးကျေးရွာအနီးမှာ DKBA ဘုံမူစောစိုးမြင့်က 2020 April 10ရက်နေ့ည8:00နာရီဝန်းကျင်မှာသူ့ကိုဖမ်းခဲ့တာပါ။အဲ့ချိန်ကသူကဖမ်းရန်ထုတ်ခတ်ထားရပါတယ်။ဆိုတော့နောက်နေ့မှာဒါမြောက်ရီ yes scan ကိုလက်ပြန်ကြိုးတုပ်ပြီးတော့သူ့အပါဝင်ဇနီးတဲ့ဖြစ်တဲ့မဖူးငုံပွင့်နဲ့မင်းအားဇာရဲ့တပည့်အောင်လွင်စိုးကိုပါပြပုတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတဲမှာကျွန်တော်မိပါတွေကျွန်တော်ညီကိုမောင်မတွေထူကြတဲ့အချက်လေးတစ်ချက်ကိုအရင်ဆုံးပြောပြခြင်းလေတိုက်ဆိုင်မှုလေးတွေလာလို့တော့ဒါကျွန်တော်တို့သုံးသက်ကြည့်ရမှာပါနိုင်ငံတွေကိုအေးစိန်ထောင်မှာညှိုးကြီးနဲ့ပြင်းပြင်းထန်ထန်ညှိမှနှိပ်ဆက်နေတဲ့ကောင်မင်းရာစာပြီးတော့နောက်ထပ်နာမည်တစ်ခုပြောပါဦးမယ်အဲ့နာမည်လဲကျွန်တော်ရဲ့ညီကိုမောင်မတွေမိပါတွေ ရင်းနှီးမယ်လို့ကျွန်တော်ယူဆပါတယ်အဲ့ဒီနာမည်ကလည်းမင်းအုပ်ဆိုနောက်ထပ်နာမည်တစ်ခုကိုထပ်ပြီးတော့ပြောခြင်းပဲဒီနာမည်ကိုကြားရင်ပို့ပြီးတော့အံ့ဩသွားအောင်မယ်မင်းအွန်လိုင်းမင်းအားသာမင်းအုပ်ဆိုမင်းအွန်လိုင်းမင်းဆိုတဲ့နာမည်အရှိမတထားတဲ့ဒီ၃កောင်ကျွန်တော်ပြည်သူခွလို့ ဆက်ရအကြောင်းမရှိတော့ဘူးဟုတ်ပြီကျွန်တော်လူငယ်တွေဟာဒီနေ့ကျွန်တော်ပြောပြမယ်မင်းအားဇာရဲ့ကျွန်တော်တို့ဒါနိုင်ကျင်းတွေကိုကျွန်တော်တွေဦးတော်လှန်ရေးချောက်ခေါင်းစဉ်အမျိုးစုံ တက်ပြီးတော့ထောင်အသီးသီးမှဖန်စီခံလက်ရှိသူရောက်နေတဲ့အင်းစိန်ထောင်ကိုရောက်သွားတဲ့ကျွန်တော်တို့လူငယ်တွေကိုဘယ်လိုမျိုးညှိမှန်းနှိပ်စက်ခဲ့တာလဲ ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့လူငယ်တွေဟာမင်းဟာစာကိုအသက်ရှင်တန်ခွင့်ပြီးမှမဟုတ်တဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါမယ်။ဟုတ်ပြီ။သူဘလို့တွေနှိပ်စက်ခဲ့လဲ။သူဟာဘလောက်ထိတောင်ဒီလောက်ခဲ့လဲဆိုတဲ့အကြောင်းကိုကြည့်အောင်ပါ။ကျွန်တော်တို့ လက်ရိုက်တုပ်ဖြစ်ဖန်တီးထားတဲ့လျှက်စစ်မီဂျိုနှစ်ချောင်းကိုပူပြီးတော့မီးတိတ်အမဲနဲ့တေးသေးချာချာကြစ်ကြစ်လစ်လစ်ပတ်ထားတဲ့အရှိနှစ်ပေခွဲရှိတဲ့ရိုက်တန်ဒုတ်ကိုမင်းဟာဇာကကန်ပြီးတော့နိုင်ငံရေးအကျဉ်းသားတွေကိုနေ့စဉ်ညီပါရိုက်နှက်နေတယ်လို့ကျွန်တော်တို့သိထားရပါတယ် မင်းအားစာကိုင်တဲ့လူရိုက်တို့ဟာအင်းစိန်ထောင်မှရှိတဲ့ထောင်ဝါဒါရီသာကိုင်ဆောင်ရတဲ့အစင်တစားတစ်ခုဖြစ်ပါတယ်ဒီထောင်ဝါဒါရီမှာအဲ့ဒီဒုက္ကံရခြင်းဟာအတော်လေးကို သဘောတွေ့နေကြတယ်ထောင်ဝါရာဆိုဒီမှာအချင်းတောင်မှာအချင်းသားအချင်းချင်းအုပ်ချုပ်ရသူကိုဆိုလိုခြင်းဖြစ်ပါတယ်ထိုထောင်ဝါတိုင်းတာဝန်တွေကိုနိုင်ငံရေးအချင်းသားတွေကိုပေးမထားပါဘူးထောင်ဝါရာတွေမှာ ထောင်ကခိုင်းမြထုံမတက်သူတွေကိုဒါအဲ့ဒီတာဝန်တွေကိုပြတ်ပါတယ်မင်းအားသာကဲ့သို့အခြားသောအမှုပညာရှင်တွေဟာအင်းစိန်ထောင်မှာထောင်ဒဏ်များကြခံခဲ့ကြရပါတယ်သို့တော်ထောင်ကပေးသောမြည်သည့်တာဝန်မှအဲ့ဒီအမှုပညာရှင်တွေကထမ်းဆောင်ကြခြင်းမရှိပါဘူးမင်းအားသာကဲ့သို့2013ခုနှစ်မှာမင်းသားမင်းအုပ်ဆိုးကလည်းထောင်ဝါတာအကြီးစားလုပ်ခဲ့ ်ဘူးပါလေအဲ့ဒီကာလတွေမှာ နိုင်ကျင်းမရှိခဲ့ပါဘူးဆိုတော့အဲ့ဒီကာလတွေဟာ ကျွန်တော်တို့ဒါနူးတော်လန်ရေးကာလတွေမရောက်သေးတဲ့အချိန်ပေါ့ဗျာသူအနာရှိတဲ့အကြောင်းကိုပုံစံမျိုးစုံနဲ့ပြတ်တခဲ့ကြတယ်လို့လေကျွန်တော်တို့တင်လဲစုံစမ်းသိရှိရပါတယ်မင်းကဇာကတော့ ဒီနေ့ကျွန်တော်တို့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူငယ်တွေကိုရဲဆက်ဆက်ညှဉ်းပန်းနှိပ်စက်ခဲ့တာတွေကိုဒီနေ့မှာတော့ဘူးပေါ်သလိုထွက်ပေါ်ခဲ့ပါပြီအဖြစ်အပျက်လေးတစ်ခုကိုတင်ပြပေးချင်ပါတယ်အဲ့ဒါက2022မှာအင်းစိန်ထောင်မှာပြဿနာတစ်ခုဖြစ်ပွားပါတယ်အဲ့ဒီပြဿနာကတော့အထူးယုံသွားတဲ့905ကာကြီးအမှုနဲ့တရားစွဲခံတာရတဲ့လူငယ်၃ဦးပါ အထူးယုံနှားမှာစပိန်စီးသွားတဲ့ထောင်အရာရှိတအူးကိုညီလေးလို့ခေါ်မိခဲ့ခြင်းကစတင်ခဲ့တာပါအဲ့လိုမျိုးထောင်အရာရှိကိုကျွန်တော်တို့ဒီနိုင်ကျင်းကောင်းစဉ်တက်ခံထားရတဲ့ဒါငါးငါကကြီးနဲ့တရားစွဲခံထားရတဲ့လူငယ်လေး၃ယောက်ကထောင်ဝင်ဓမ္မန်သူတို့တကယ်မသိလို့ညီလေးလို့ခေါ်မိတာပါအဲ့ဒီပြဿနာကြောင့်ပဲ ကျွန်တော်တို့လူငယ်၃ယောက်ဟာပြင်းပြင်းထန်ထန်ညီမနှိပ်ဆက်ခံခဲ့ရပါတယ်နှိပ်ဆက်ခဲ့သူကရိုက်နှက်ခဲ့သူကမင်းရာစာဖြစ်ပါတယ်အဲ့ဒီလူငယ်လေး၃ဦးအထူးယုံကအပြန်ထောင်မာကြီးအပေါ့မှာမင်းရာစာဥဆောင်တဲ့ထောင်ဝါဒါနဲ့ထောင်တန်းစီလူတစုကအသိဆောင်ဆိုင်နေကြပါတယ်အထူးယုံမှာပြပပါဆက်လက်ခံဌာနအနီးမှာခမ်းမကြီးရှိပါတယ် အဲ့ဒီခမ်းမရဲ့ခမ်းမကြီးအပေါက်မှာငါးမိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့အဲ့ဒီလူငယ်တွေအာအသင်ဆောင်ဆိုင်နေတဲ့မင်းဟာဇာတို့အုပ်စု အရှိကိုရောက်ပါတယ်ဟုတ်ပြီအဲ့ဒီမှာမင်းဟာဇာက လူငယ်တွေကိုမေးပါတယ်စီကံထိမ့်သိမ်းရေးရုံးမှာညီငယ်လေးတွေလို့ ခေါ်လိုက်တဲ့ကိစ္စကစတင်တဲ့ပြဿနာမင်းအစားနှုတ်ကနေပြီးတော့ညီလေးရေလို့ခေါ်အောင်မလားဆိုပြီးတော့ကျွန်တော်တို့လူငယ်၃ယောက်ကိုပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့တယ်လို့သိရပါတယ်မင်းအစားရိုက်လိုက်တာနဲ့သူနဲ့အပေါင်းအပါတွေကလည်းတစ်ဖွဲ့လုံးဝင်ပြီးတော့စွန်ကြီးဝိုင်းလောင်းကြပါတယ် မင်းအားသာပြောတဲ့အတိုင်းပဲအဲ့ဒီလူငယ်၃ယောက်ကလည်းမင်းကြီးရောက်တဲ့အထိဇတိုက်အရိုက်ခံရပါတယ်။ထောင်မကြီးအပေါဝါမှာမင်းကြီးအထိကို7မိနစ်လောက်လမ်းလျှောက်ရပါတယ်။အဲ့ဒီ7မိနစ်အတော်တွင်အဲ့ဒီသွားတဲ့လမ်းတောက်လျှောက်မပြတ်ရိုက်နဲ့ခံရတာပါ။မင်းကြီးရောက်တဲ့အချိန်မှာအဲ့ဒီလူငယ်လေး၃ယောက်ကတော်တော်လေးကိုပျောက်ခွေနေတယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်။မင်းအားသာကအဲ့လောက်မှတင်ကျင်းနဲ့သွားလာဆိုရင်မကျင်းနဲ့သေးပဲနဲ့ မင်းကြီးကနေပြီးတော့အဲ့ဒီလူငယ်လေးနေထိုင်တဲ့အဆောင်၅အထိဇက်တိုက်ရိုက်ပြီးတော့ဆက်ခေါ်သွားပါတယ်အဲ့လိုဇက်တိုက်ရိုက်တဲ့ဒါရိုက်နှက်ခံရတဲ့အဲ့ဒီလူငယ်လေး၃ယောက်ထဲကတဦးဟာစေးုံရဲ့အရေးပေါ်စေးုံတင်လိုက်ရတယ်လို့ကျွန်တော်တို့သိရပါတယ်ကြံနှစ်ဦးကလည်းဒါတကူလုံးမှာဒဏ်ရာတွေဘလဘွားရရှိသွားတယ်လို့သိရှိရပါတယ် ဒီလိုမျိုးတော်လူငယ်တွေကိုပြင်းပြင်းထန်ထန်ရွယ်ချက်ရှိရှိနဲ့ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ဖြစ်စဉ်လေးတစ်ခုပါဒီလိုရက်ကိုလည်းပဲဒါအိဆိုင်ထောင်မှာရှိတဲ့တာဝန်ရှိတဲ့သူတွေကလည်းမင်းဟာဇာကိုမတိယိုးကြုံပြုတ်တလူမျိုးအေးယူမှုတွေမရှိဘူးလို့ကျွန်တော်သိရပါတယ်နောက်တစ်ခုကတော့2023ခုနှစ်မှာငါးငါးကကြီးနဲ့တရားစွဲခံရတဲ့လူငယ်လေးတူကိုမင်းကြီးတို့ ။စာချုပ်တစ်အနေနဲ့စတင် ဝင်ရောက်လာပါတယ်။အဲ့ဒီအချိန်မှာမင်းအားဇာကကျွန်တော်တို့အဆောင်လေးမှာစီကံထိမ့်သိမ်းရေးရာလူမှုတ်ပဲနဲ့ပုံပုံအဆင့်မြင့်နဲ့မင်းကြီးဦးစီးဦးထွန်ဝင်းထိုက်နားမှာမင်းကြီးတန်းစီခေါင်းဆောင်အနေနဲ့ဒါသူတာဝန်ထမ်းဆောင်နေတဲ့အချိန်ဖြစ်ပါတယ်။မင်းကြီးတန်းစီတာဝန်ကိုမင်းအားဇာတာဝန်ထမ်းဆောင်နေတဲ့အချိန်လူငယ်နိုင်ငံရဲ့အကျဉ်းသားတအူးအနာကိုလာပြီးတော့မင်းကဘာအမှုလဲလို့ မင်းဟာစာကမိပါတယ်လူငယ်လေးကပြန်ဖြေပါတယ်နိုင်ငံရေးအမှုလို့ဖြေပါတယ်အဲ့တော့မင်းဟာစာကဘာပြန်ပြောလဲဆိုတော့ဘာနိုင်ငံရေးအမှုလဲနိုင်ငံရေးအမှုဆိုတာမရှိဘူးပုံမှန်ပြောกว่าအဲ့လိုပြောပြီးတော့ငါငါကကြီးနဲ့ဒါထောင်ကြလာတယ်ကျွန်တော်လူငယ်တွေးကိုလူငယ်လေးကိုမရက်မနာရိုက်နှက် ပါတော့တယ်ဒီလိုမျိုးဖြစ်ပျက်တွေမင်းအစားကဒါအမြဲပဲဟုတ်เนาะကျွန်တော်တို့လူငယ်တွေကိုပြင်းပြင်းထန်ထန်နိုင်ချင်းတွေလည်းအပါအဝင်ပြင်းပြင်းထန်ထန်ရိုင်နဲ့နှိပ်စက်နေတာကို ကျွန်တော်တို့စုံစမ်းသိရှိထားရပြီးတော့အချို့လူငယ်တွေဆိုရင်ဒါသူ့ရဲ့ပါစက်အောက်မှာပဲပြီးတဲ့ အပြစ်ဒဏ်တွေနဲ့အလူလဲခံစားနေခဲ့ရတယ်လို့ကျွန်တော်သိရှိထားရပါတယ်။ဟုတ်ပြီ။ဒါကတော့လက်ရှိထောင်အတွင်းမှာဖြစ်ပျက်နေတဲ့မရင်းကောင်လူသက်ကောင်မင်းအားစာဟာကျွန်တို့နိုင်ငံရေးအမှုနဲ့ထောင်ကျခံနေရတဲ့ကျွန်တော်တို့လူငယ်တွေပေါ့ပြင်းပြင်းထန်ထန်ရဲဆက်ဆက်ရွေချက်ရှိစွာနဲ့လှုပ်ဆောင်နေတဲ့အပိုင်းလေးတွေကိုကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်။အဲ့ဒီမှာ ဒါထောင်းအာနာပိုင်တွေကလည်းပဲသူ့ကိုမတိရွတ်ကြပြုတ်ထားရဲဆိုတော့ကိုကျွန်တော်ထင်ရှားစွာတွေ့နေရပါတယ်နောက်တစ်ခုက2023ခုနှစ်မှာပဲဖြစ်ပွားခဲ့တာပါအဲ့ဒီမှာအင်းစိန်ထောင်းပိုင်ကြီးကိုပြန်မေးဆွဲပြီးတော့ထောင်းကိုဖောက်မယ်ဆိုတဲ့ဒါနိုင်ငံရေးအကျဉ်းသားတွေကိုဒါမင်းအစားဥဆောင်တဲ့ထောင်ဝါရာပိုင်းတွေဟာတေလူမျိုးပါရိုက်နေခဲ့ပါတယ် ဒီတန်ရတွေဟာအကုန်လုံးညိုဝဲဆွဲသားပြီးတော့နိုင်ငံရေးအကျဉ်းသားတွေဟာ ကောင်းမွန်စွာစေကူတာခွင့်လည်းမရခဲ့ပါဘူးလက်ရှိအချိန်ထိလည်းအရိုင်းနဲ့ခံလီရဇဲဖြစ်တယ်လို့လည်းကျွန်တော်တို့သိရှိထားရသလိုအချို့ဆိုရင်လမ်းလျှောက်လို့မရတဲ့အခြေအနေဆိုးတွေအထိရောက်ရှိသွားတယ်လို့ကျွန်တော်တို့သိရပါတယ်ထောင်ထဲမှာမင်းအားစာပြောတဲ့စကားဟာဒီတော်တော်လေးကို ပြီးပါတယ်ဒီချင်းတွေမှာကျွန်တော်မိဘတွေလည်းကျောနိုင်ငံအတွင်းထဲမှာအာအာနာတွေပါဝါတွေငွေကြေးတွေရှိ ထောင်ထဲမှာလည်းအခုလိုနေထိုင်လို့ရတယ်ဆိုတာကိုဒါအချင်းချခံဘူးတယ်ကျွန်တော်ရဲ့ဒါမိသားစုဝင်တွေလည်းဒီဒီလောက်သိပါမှာဆိုတော့ မင်းအစားဟာသူ့ရဲ့ပြစ်မှုသူကိုနိုင်ကျူးလွန်ပြီးတော့သူ့အပြစ်အတွက်သူအချင်းချခံနေရတယ်အဲ့ဒီအပိုင်းလောက်ကတော့ကျွန်တော်တို့ဂယုစိုက်เสียမလိုပါဘူးဆိုတော့လူတယောက်ကပြစ်မှုကျူးလွန်နေဆိုရင်တော့တရားဥပဒေအရကတော့ပြစ်မှုခံရပါတယ်ဒါပေမဲ့သူဟာထောင်ထဲမှာကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကျွန်တော်တို့လူငယ်တွေကို တတ်တတ်မဲ့ဥတိကျရှိရှိအခုလိုမျိုးညှင်းမှနှိပ်ဆက်နေတယ်ဆိုတော့ကျွန်တော်မိဘတွေရဲ့အမြင်ကို ကျွန်တော်ဗီဒီယိုကွန်မန့်မှာရှင်းပြခဲ့ပါမင်းအစားဟာ2023ဧပြီလမှာမရိမှုနဲ့ထောင်နဲ့အနှစ်20ချခံခဲ့ရတာပါအချာတမှုဖြစ်တဲ့ရာဇတ်ကြီးပုံမှန်နှစ်3နှစ်6 အတွက်လဲ9နှစ်ကြာခံခဲ့ရပြီးတော့စုစုပေါင်း25နှစ်ကြာခံနေရတော့ပါလက်တော့အနေထားတွေမှာအကြမ်းဖက်စစ်ခွစ်တက်ကဒါမရိမှုမှာလူငင်းချမ်းသာခွင့်ပေးတဲ့အဲမှာတော့မင်းရစာကိုထည့်သွင်းထားတာကိုကျွန်တော်တို့မတွေ့ရပါဘူးအမအင်းစိန်ထောင်ထဲမှာလက်ရှိအချိန်မင်းရစာဟာထောင်နန်းနှစ်18နှစ်ဝင်းကျင်လောက်နဲ့ ပြန်လွတ်နိုင်တဲ့အခြေအနေတွေလို့လည်းကျွန်တော်တို့ကြားသိထားရပါတယ်ဒါကမင်းအစာရဲ့လက်ရှိသူလှုပ်ဆောင်ခဲ့တဲ့ထောင်တွင်းမှာကျောင်းလူငယ်တွေကိုညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဒါဟာကျွန်တော်တို့အနေငယ်တော့ဒါပြန်လည်သိရှိတဲ့အကြောင်းအရာလေးပဲရှိပါသေးတယ်ဒါနိုင်ငံကြီးအကျဉ်းသားတွေဟာထောင်ထဲမှာဒါ ဖိနှိပ်မှုမျိုးစုံခံရပြီးတော့အခုလိုမျိုးဒါညင်မနှိပ်ဆက်ခံနေရသည့်တိုင်အောင်အဲ့ဒီသတင်းကိုသူတို့ရဲ့မိသားစုဝင်တွေကိုလည်းပြန်မပြောပြရဲပါဘူးထောင်ထဲကထွက်လာတဲ့သူတွေကပြန်ပြောပြမှသာလျှင်ကျွန်တော်တို့သိရှိရတဲ့အခြေအနေလေးတွေရှိပါတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားလို့ပုံမှန်ခံရတဲ့လူတွေဟာတကယ်လို့သူတို့ညင်မနှိပ်ဆက်ခံလို့ ့အဲ့ဒီသတင်းသူတို့ထောင်ထဲမှာပဲရှိနေသေးတယ်အဲ့ဒီသတင်းကအပြင်ကိုထွက်သွားတယ်ဆိုရင်သူတို့အသက်အသက်တောင်မှဂျန်ရှာခံရတဲ့အခြေအနေတွေကျွန်တော်တို့မြောင်များစွာကြာသိခဲ့ပြီဖြစ်ပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့မရိမှုလူသက်ကောင်ညီမနှိမ့်ဆက်နေတဲ့ တချို့သူ့ရဲ့မြစ်တံတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိပါတယ်သူ့ကိုသူဟာကျွန်တော်လူလောကကြီးမှာဆက်လက်ရှင်သန်နိုင်တဲ့သူဖြစ်တဲ့မှာလားတော်တော်လူပတ်ဝန်းကျင်မှာသူရှိသင့်ပါသလားကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိဘပြည်သူညီကိုမောင်မကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာမှတ်ချက်လေးရေးပေးခဲ့ပါ ကျွန်တော်တို့လူငယ်တွေကတော့မင်းအစားထောင်ထဲကမြင်မြန်ထွက်လာပါစေလို့ဆုတောင်းတယ်မင်းအစားဟာကျွန်တော်တို့အတွက်ပြည့်မှတ်တစ်ခု ဖြစ်သွားပါပြီဆိုတော့ကျွန်တော်တို့ဒါသူထွက်လာမဲ့နေ့ကိုကျွန်တော်တို့လူငယ်တွေစောင့်စားနေကြပါတယ် ကိုလုတ်ခဲ့တဲ့အမားတွေအတွက်ကိုကိုရိုင်းပြန်လဲပြစ်ဆက်ရမှာဖြစ်တယ်ဒီနေ့ဒီအချိန်မှာကျွန်တော်အမှုပညာရှင်ဆိုတဲ့သူတွေအများအပြားကိုလည်းကျွန်တော်မိပါတွေ၊ကွဲပြားခြားနာစွာတွေ့ရမှာပါ။ဘယ်သူဟာအမှုပညာရှင်လဲ၊ဘယ်သူဟာအမှုပညာရှင်လဲ။အမှုပညာရှင်တော်တော်များများဟာကျွန်တော်နိုင်ငံအာနာစတင်အာနာသိမ့်တဲ့နေ့မှာ သူတို့ကရှေ့ဆုံးကထွက်လာပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကော့ဆန္ဒပြကျွန်တော်နမည်တွေတော့ရုံးမပြတော့ဘူးကျွန်တော်ပြီးပါတယ်အာလုံးပြန်လဲပြီးတော့ဒါညင်တွေ့ရမှာပါအသူတို့ရဲ့ပုံရိပ်တွေသူတို့ရဲ့အတန်တွေဆိုတော့တကယ်တမ်းလောက်ကမဲ့ဟိဆိုတဲ့အချိန်မှာသူတို့ဟာအာနာကိုမတရားလူယူသွားတဲ့အာနာရှင်အုပ်စုဘက်ကိုပဲ သူတို့ရောက်ရှိသွားကြတာပါကျွန်တော်တို့တမိုင်းဆက်ဆက်အကျောင်းနိုင်ငံတွင်းမှာရှိတဲ့လူပညာရှင်တော်တော်များများကိုဒီလိုချင်းနေမျိုးမှာတွေ့ရပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာလည်းကျွန်တော်တို့ပြည်သူလူထုနဲ့အတူရပ်တည်နေတဲ့လူပညာရှင်တွေအများကြီးရှိပါတယ်သူတို့ဟာတကယ့်ကိုထူးခြားတဲ့သူတွေဖြစ်တယ်အကြံဖတ်စခွေးတက်ပတ်ကိုပေါ်ပေါ်တင်တင်ယက်တီသွားပြီးတော့ဂနေ့တိုင်လွတ်လွတ်ပေးနေတဲ့ဒူတွေရှိသလို ထောင်ထဲထိရောက်သွားတာတော့မှ ထောင်ထဲမှာရှိတယ်ကျွန်တော်တို့နိုင်ငံရေးနဲ့အချင်းချခံနေရတယ်ကျွန်တော်လူငယ်တွေကိုအခုလိုမျိုးရရဆက်ဆက်ဖိနှိပ်လုပြနေတဲ့မင်းဟာစာထွက်လာမယ်နေ့ကိုကျွန်တော်တို့အားလုံးစောင့်မျှော်နေပါတယ်သူ့မှာရွေးချယ်စရာမရှိတော့တောင်းမှန်လို့ရတဲ့ကိစ္စရှိတယ်တောင်းမှန်လို့မရတဲ့ကိစ္စတွေ ရှိပါတယ်ပုံမှန်တိုင်းကတော့ကျွန်တော်ရေဘော်ရှမ်းလေးကဒါဒီလိုမျိုးအောက်တန်းစားကောင်းတွေအကြောင်းကိုမပြောပြတတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့လူငယ်တွေကိုဒါညီမနှိမ့်ဆက်နေတဲ့အခြေအနေတွေတစ်ခုပြီးတစ်ခုကြားနေရတဲ့အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့မြို့ပြ UG ဖွဲ့နဲ့ကျွန်တော်တို့တော်လှန်သောလူငယ်အားလုံးကမင်းအားစား ထောင်ထဲကမြန်မြန်ထွက်ပါစေလို့ဆူတောင်းရှင်းတဲ့မင်းရစာအတွက်ပေမိတ်တတ်မှတ်ပြီးဖြစ်ပါကြောင်းတင်ပြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးသက်ချင်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီတက်ပို့ကောင်းကျွန်တော်ကြိုးစားပေးပါမယ်တော်ဒီအပိုင်းအတွင်းမှာကျွန်တော်လူငယ်ရဲပေါ့ငါအိုးအတွက်ဒါជីကာအရှိနောက်တစုံပေါ့ဗျာစူးစူးပေါင်းစုံတော့၅စုံလိုအပ်နေပါတယ်ကျွန်တော်ရဲ့မိဘတွေအတန်းတိုင်းစုံဝင်းရင်ကူညီပေးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ် နောက်လာတဲ့ဗီဒီယိုတွေဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်။လက်နဲ့ပေးစပေးကပေးကြောက်နေတဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိဘတအူးချင်းစီတိုင်းပြင်းနေကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ။